အလုံးမဲ့မင်္ဂလာပါ The Great Godzilla Terror မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ့် pick up ပိုင်း reading ကတော့ဂျွန်လာအတွက်ပညာရေးလူမှုရေးကျမ်းမာရေးကဏ္ဍတွေကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးသုံးပုံတွေကနှစ်သက်ပုံလေးတစ်ပုံကိုရှင်းချက်တာပါ ဒါဆိုရင်ဖန်ယူလို့ပြီးတော့ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းရလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှိရင် page ကိုအလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာအောင်မေးမြန်းလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp phone number တွေလည်းထည့်ပေးထားပါတယ်။ YouTube ကနေ reading link ကိုပုံမှန်ကြည့်ရှုချင်တဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်။ YouTube video တိုင်းအောက်မှာ Facebook page link ကို Viber Telegram WhatsApp phone number ရောထည့်ပေးထားပါတယ်။ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေဖိုင်ဝမ်းလေးတွေရဲ့ပညာရေးရဲ့ lu mu ji ye cha ma yi ye phan wan li tu ye pinya ji Okay. Okay, hobby. အဲ့တော့ဖိုင်ဝမ်လေးတွေရေပေါ့နော်ပညာရေးကံအခြေအနေကတော့ကောင်းနေတာမျိုးတွေ့ရတယ်เนาะအဲ့တော့ဖိုင်ဝမ်လေးတွေအရွယ်ရောက်တဲ့သူတွေကို ကိုကိုစိတ်ဝင်စားနေတဲ့သူရှိတဲ့သူပဲဖြစ်ဖြစ်ကိုကစိတ်ဝင်စားနေတဲ့သူရှိတဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ချစ်သူကြီးသားရှိနေတဲ့သူပဲဖြစ်ဖြစ်နည်းနည်းလေးတော့အဲ့ဒီဘိုင်းမှာ give side ပြဖို့လိုတယ်အခြေအကျမို့လို့ပေါ့နော်ကိုယ့်ရဲ့ပညာရေးတော့အနှောက်ယှက်ဖြစ်တတ်တယ်ဒါပေမဲ့ကန်စတာကကောင်းနေပါတယ်နော်ကဲကတော့ကောင်းနေတာဖြစ်တဲ့အတွက်စိတ်ကပဲပေါ့နော်အဲ့ဒီထောင်ကအမြင့်တာဘိုင်းကြီးရှိမှအရန်ကြီးစိတ်မနှစ်မိပါစေနဲ့လို့ terror ကတတိပေးထားပါတယ်အဲ့တော့ပညာရေးကတော့စူးစမ်းရင်စူးစမ်းသလားအရာထင်မယ်စုတွေလက်တွေလည်းရမယ်အတူတူ နယ်ပယ်တစ်ခုထဲမှာအတူတူစူးစမ်းတင်ယူနေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်တော့ကိုကသူတို့ထက်နာရပြတာနိုင်မဲ့ပုံစံမျိုးကိုမြင်ရတယ်။စောင်းမွက်တွေဖြေရမယ်ဆိုလို့ရှိရင်အောင်မြင်မယ်ဆိုတဲ့နာမည်မျိုးရှိပါတယ်နော်။ပညာရေးပြီးတော့လူမှုရေး။ဖိုင်ဝါလေးတွေရဲ့လူမှုရေးကချီနေ။လူမှုရေးကချီနေ။ ိုင်ဝါလေးတွေအနေနဲ့လူမှုရေးကံအခြေအနေအတော်လေးကောင်းနေတာမျိုးတွေ့ရတယ်ပေါ့နော်လူမှုရေးဘက်မှာဆိုလို့ရှိရင်ကိုယ့်ဘူပေါ့နော်လူတော်တော်များများကချစ်ခင်ကြလိမ့်မယ်နှစ်သက်ကြလိမ့်မယ်အထင်ကြီးကြလိမ့်မယ်လေးစားကြလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်သူတို့ရဲ့ပြဿနာတွေရှိရင်တောင်မှကိုယ်လာပြီးတော့ပေါ့နော်ယုံကြည်ကြည်အားကိုပြီးတော့အဲ ဘသူ့ကိုမှမပြောတိုင်းလှုပ်ဝက်ချက်တွေတောင်မှကို့ကိုလာပြီးတော့ပြပြကြလိမ့်မယ်။တိုင်မြင်ကြလိမ့်မယ်။အဲကို့ကိုအပြေရှာပေးဖို့အတွက်ပေါ့နော်။တိုင်မြင်ကြလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်။တချို့တော့အပေါင်းအသင်းတွေကဆိုလို့ရှိရင်ပေါ့နော်ကို့ကိုအဘယ်တော့မှပေါ့နော်။ဘယ်တော့မှအမစွန့်လို့မယ်ပေါ့နော်။အပေါင်းအသင်းတွေကိုနဲ့ပေါ့နော်တသက်လုံးအဲဘယ်တော့မှကင်းကွာတော့မှမဟုတ်တဲ့ခိုင်မြဲတဲ့ပေါ့နော်ဆက်ဆံရေးတွေကိုဟို ဒီလာထဲမှာလည်းအတိရထက်တယ်လို့ပေါ့နော်ရှိပြီးသားမိတ်ဆွေပေါင်းသင်းတွေကလည်းအရင်ထပ်ပို့ပို့ပြီးတော့ချစ်ခင်လာတာမျိုးကြုံတွေ့ရတတ်တယ်။ဒါမှမဟုတ်အဲ့ထဲမှာလူနည်းစုတစုကတော့တင့်ကိုပေါ့နော်မနာလိုတဲ့သူတွေတော့ရှိတယ်။အဲ့ဒါတွေကတော့အာအမြဲပေါ့နော်။ဟိုဒီဂျွန်လာထဲမှာဒီမဟုတ်ပေါ့နော်ဒါအမြဲတမ်းလည်းဖြစ်ရင်ဖြစ်နိုင်မယ်နော်။အဲ့ဒါကဟိုအခုလောလောဆယ်ကတော့မြင်ရတဲ့လောက်ဆိုလို့ရှိရင် တင့်ကိုပေါ့နော်အောင်မြင်နေတယ်တိုးတက်နေတယ်လို့ထင်လို့မနာလိုတဲ့သူ ကတော့တတအုပ်စုတစုပေါ့နော် မနာလိုတဲ့သူတွေရှိနေတတ်တယ်သူတို့ကတော့တင့်ကိုအမ်လက်တွေ့မှာတော့ဘာမှမလုပ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးချောင်းမြောင်းပြီးတော့တိုက်ခိုက်ဖို့တော့အမြဲကြည့်နေတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ဒါမဲ့လို့အဲ့ဒီလူတချို့ကလွယ်လို့ရှိရင်ပေါ့နော်ကျန်တဲ့လူတွေနဲ့တင်ဟာဒီလာထဲမှာ ခတိုင်းထပ်ပို့ပြီးတော့ပေါ့နော်လူမှုရေးပိုင်းမှာထင်ပေါ်မယ်ကြော်စောမယ်နမဲကောင်းထွက်မယ်ပေါ့နော်တင်းရောအရန်ချစ်ကြလိမ့်မယ်တင်းကတို့ကြမှာချစ်မွေးလေးဖြစ်နေလိမ့်မယ်ဆိုတာမျိုးတွေ့ထားပါတယ်ဖိုင်ဝမ်လေးတည်ရင်ကျမ်းမာကျမ်းမာ အဲ့တော့ဖိုင်ဝဲလေးတွေရဲ့ကျမကြီးပြန်ချင်နေရတော့တော်တော်လေးကောင်းပါတယ်ဒီလာထဲမှာเนาะဒေါနောင်မြီအောင်ကောင်းနေလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့အရင်တော့ကပေါ့เนาะဟော အရှိလာတော့ရတော့မှာပေါ့နော်အကယ်၍ကိုယ်နေနဲ့နည်းနည်းချူချာချာရှိရဆိုလို့ရှိရင်ဒီကျွန်းလာထဲမှာကျမကြီးပို့ပြီးတော့ကောင်းမလို့မယ်ဆိုတာမျိုးလေးတွေ့ရတယ်နော်မကောင်းတဲ့ကျမကြီးတွေရှိရဆိုလို့ရှိရင်လည်းယောဂဝိနာတွေရှိရဆိုလို့ရှိရင်လည်းဒီလာထဲမှာတိတိတတ်တာကောင်းလာမယ်ယူပြစ်တယ်လို့ပြောက်သွားလိမ့်မယ်နော်အဓိကတော့အေးရေးလေးဝအောင်အိပ်ဖို့လိုပါတယ်နောက်တစ်ခုပါလဲဆိုတော့အေးမပတ်ဖို့တော့တတိထားဖို့လိုပါတယ်နော်ဖြစ်လို့ရှိရင်လည်းအဲ့လိုအသေးစားလေးတွေပေါ့နော်ဟိုပါ ဝေဒနာကြီးကြီးမမမဟုတ်ဘဲနဲ့ခုနလိုမျိုးအေးမဝလို့တို့အာအေးခံမီလို့တို့ဆိုပြီးတော့နော် ဖြစ်တတ်တဲ့အမ်ယောဂဝေနာအသေးစားလေးတွေတော့ဖြစ်တတ်ပါတယ်ဒါဆိုရင်ဒီပုံလေးကိုရွှေထားတဲ့ဖန်တူးလေးတွေဖန်တူးလေးတွေရဲ့ dünyayı görçeli. Ben dünyayı dünyayı geçirmeyi ဖိုင်သူလေးတွေအနေနဲ့ဒီလာထဲမှာပေါ့နော်ကိုရှိလာတော့ကပေမင်ပမတ်နဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့အတင်းကိုစူးစမ်းအထောက်ပြီးတော့စူးစမ်းခဲ့ရတယ်ဆိုရင်ဒီလာထဲမှာသတင်းကောင်းတွေကြားလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်နော်သတင်းကောင်းတွေပညာရေးနဲ့ပတ်သက်ပြီးသတင်းကောင်းတွေကြားရတယ်အဲကေဗီကိုအနေနဲ့ရှောက်ချင်တဲ့အကြောင်းတွေရှိတယ်ဆိုလို့ရှိရင်အမှတ်တွေပါတယ်မှီသွားတာမျိုးပေါ့နော်အဲနောက်တစ်ခုအဒီမှာပေးထားတာကအဲရဝင်းနဲ့ဆိုင်တဲ့ရဝီးနဲ့ဆိုင်တဲ့ဟို ပညာရေးပိုင်းဆိုင်ရာတွေလည်းအကျိုးပေးတယ်လို့ပြောရတဲ့အတွက်ကိုယ်အနေနဲ့အဝေးမှာလှမ်းပြီးတော့ကြောင်းလျှောက်ထားရပါတယ်အဲကြောင်းတက်ဖို့လျှောက်ထားရတယ်ရှိရယ်ဆိုလို့ရှင်လည်းအမှတ်တွေပြည့်မီသွားတတ်တယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့ဒီလာထဲမှာဆန္ဒတွေပြည့်ဝတတ်တယ်အဲဒီပညာရေးနဲ့ပတ်သက်ပြီးဆန္ဒတွေပြည့်ဝဖို့အတွက်ပေါ့နော်ဒါကိုယ့်ရဲ့အရေးချင်းကိုလည်းအတိမတ်ပြုတ်ပြီးတော့အာ ပညာရေးနဲ့ပတ်သက်ပြီးတော့အထောက်ပံ့လေးတွေဝင်လာတာမျိုးတွေရှိတတ်တယ်။အဲပညာသင်စုတွေဘာတွေမျှော်နေရသူတွေဆိုလို့ရှိရင်လည်းပညာသင်စုရကြောင်းတွေဘာတွေကြားတတ်တယ်ဆိုတာမျိုးတွေ့ထားတယ်။နောက်တစ်ခုကအဲ့လိုမျိုး အာပညာရေးနဲ့ပတ်သက်ပြီးတော့စူးစမ်းဖို့လမ်းစူးစမ်းဖို့အတွက်ပေါ့နော်တစုံတစ်ယောက်ကလည်းငွေကြေးပြင်ဖြစ်စီခွန်အားပြင်ဖြစ်စီတစ်ခုခုနဲ့ပေါ့နော်အဲ့လိုမျိုးနှုတ်ဥဆောင်မှခြင်းလိုက်ဆောင်မှခြင်းနဲ့အဲကုညီတာမျိုးလည်းရှိတတ်တယ်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ဆောင်ဝရီဖြီထားရဆိုလို့ရှိရင်လည်းကိုပင်မန်းအားကျုံတတ်တယ်ဆိုတဲ့သတင်းစကားမျိုးတွေကြားရမယ်ဆောင်မွေးအောင်တတ်တယ်နော်ဆောင်ဝရီအောင်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲပညာရေးနဲ့ပတ်သက်ပြီးတော့စုကြီးတွေပါလည်းရဖို့လည်းရှိတယ်ပေါ့နော် ဲ့လိုမျိုးပေါ့စုချခံဖို့လည်းရှိရဲဒါမျိုးလေးတွေတွေ့ထားပါတယ်အဲ့တော့ဖိုင်တူးလေးတွေအတွက်လူမှုရေးကံအခြေအနေလူမှုရေးကံတွားသူထွက်လာတယ်ဆိုတော့ယူလိုက်မယ်နော် အဲ့တော့ဖိုင်လူးလေးတွေအနေနဲ့လူမှုရေးကအခြေအနေရပါတော့ပြောမယ်ဆိုလို့ရှိရင်လူမှုရေးကအခြေအနေကတော့အရန်အကောင်းကြီးတော့မှာတော့မပါဘူးဒါပေမဲ့ကိုကိုတိုင်ကတော့ကောင်းနေတယ်ဒီလိုမျိုးလေးတော့တွေ့ရတယ်ကိုကိုတိုင်ကောင်းနေတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ဥမာရက်တောက်နေရလူလေရက်တောက်တဲ့သူတွေလို့ပေါ့နော်ဟာတော်တော်လေးတော့ကောင်းနေပြီဆိုတဲ့ပုံစံမျိုးပေါ့ကိုကတော့အဲ့ site ထဲကိုရောက်နေတယ်တည်လားလူမှုရေးဘက်နဲ့ပတ်သက်ပြီးရောပေါ့နော်ဒီလာထဲမှာကိုကလေ ဘယ်လိုပုံစံမျိုးလဲဆိုတော့ဗောနော်ဟာဟိုဟိုလူတွေနဲ့ဗောနော်ပြန်လူတွေနဲ့ကွာပြဿနာမဖြစ်ချင်ဘူးမဖြစ်ချင်တဲ့အတွက်ကြောင့်မလို့ဗောနော် ဟိုတုံတန်ပေါ့နော်ဒီဘနာဝင်နေဆိုလို့ရှိရင်လည်းဟိုဘနာကနေထုတ်လိုက်တယ်ကို့ကိုပေါ့နော်တမင်တက်တက်ထိုးနေတဲ့စကားကြီးဖြစ်ရင်ဖြစ်မယ်ကိုနဲ့ကို့တခြားအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ပေါ့နော်ဂျားရဲရနေပြီးတော့ပြဿနာဖြစ်စေမဲ့စကားမျိုးတွေကိုဟိုပို့ဒီပို့လောက်တာမျိုးလေးရှိကောင်းရှိမယ်တနည်းအားဖြင့်တော့လူမျိုးရေးပိုင်းမှာညံ့နေရဆိုတာအဲ့ဒါနော်ကောင်းကျိုးပေးတဲ့သူထားစားလို့ရှိရင်အဲ့လိုမျိုးပေါ့နော်အာဒရိုက်တာတိုမီရှိုမီတွေပေါ့နော် ရှိရှိနေတယ်เนาะဒီလာတည်းမှာအဲ့လိုလုပ်လိမ့်မယ်ကိုနဲ့ကိုပေါင်းသင်းနေချာတခြားလူတွေရဲ့ဂျားမှာအဲ့လိုမျိုးအမ်စိတ်ဒေါသတွေဖြစ်ရအောင်เนาะပြဿနာတွေဖြစ်ရအောင်ဟိုစကားဒီပိုဒီစကားဟိုပို့စကားတွေဟိုလိုဟိုလိုလှဲ့ပြောဒီလိုလှဲ့ပြောတဲ့သူတွေပေါ်လိမ့်မယ်ဒါပေမဲ့လို့เนาะအဲ့ဒီပြဿနာကအဲ့လိုမျိုးဖြစ်တဲ့ပြဿနာကပြက်ဖြစ်တာက ဖြစ်တာပဲဖြစ်တာတော့ရင်ဆိုင်ရမယ်ဒီလာတည်းမှာဒါပေမဲ့လို့ အဖိုင်နူးလေးတွေအနေနဲ့ကဘာလုပ်လဲဆိုတော့တော်တော်လေးကောင်းနေပြီဆိုတဲ့အခြေအနေကဘယ်လိုမျိုးလဲဆိုတော့ဒါတွေကိုဖိုင်နူးတွေကပေါ့နော်စိတ်ရှုခံပြီးတော့ပေါ့နော်တကူးတကလိုက်ပြီးတော့ဖြည့်ရှင်းနေမဲ့ပုံစံမျိုးတော့တိတ်မရှိဘူးအဲ့တော့ကိုပြောသလိုပဲနေလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့ဒီလာထဲမှာကိုကိုကိုပေါ့နော်အဲ့လိုအယူဝါဒလက်ကင်ထားပြီးတော့နေဖြစ်နေမဲ့လာမျိုးဖြစ်တယ်အဲ့တော့ပြဿနာကတော့ဖြစ်တတ်တယ်ဖြစ်နေတဲ့ပြဿနာကတတ်တတ်ပေါ့နော်ကိုကကိုဘာသာကိုပျော်အောင်နေနေတဲ့ပုံစံမျိုးကတတ်တတ်ဒီလိုမျိုးတော့ဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော် အဲ့တော့မသိလို့ရှိရင်တော့ပြဿနာကြီးဂျားတွေကနေပျော်ရွှင်နေတာပေါ့ဒါဆိုရင်ဖိုင်တူးလေးတွေအတော့ကျမ်းမာကြီးကန်ချီနီချမ်းမာကြီးကန်ချီနီ ျမအကန့်ချင်းနေနဲ့ပတ်သက်လို့ကတော့မျက်စိပဲဖြစ်အောင်ကြောပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအောင်ကြောပိုင်းဆိုင်ရာလေးတွေနားနဲ့မျက်စိနဲ့ဆက်ဆက်တဲ့နေရာပိုင်းဆိုင်ရာလေးတွေကိုဘီယူဆိုင်ပေးဖို့လိုတယ်။မြားဘက်တွေမှာနွေ့နွေ့ထွေးထွေးအိပ်ဖို့လိုတယ်အေးပတ်တတ်တယ်။အေးကပတ်စရာမရှိဘူးလို့အခါမျိုးမှာပတ်တတ်လဲဆိုတော့ရေတောက်များပြီးအေးပတ်တာမျိုးလည်းဖြစ်တတ်တယ်သီလား။ ရေတောင်များပြီးတော့အေးပတ်တာမျိုးလည်းဖြစ်တတ်တယ်ဟိုလိုမျိုးအိုးတီလျှော်နေမှအေးပတ်တာမဟုတ်ဘူးရေချိုးများမှအေးပတ်တာမဟုတ်ဘဲနဲ့ရေတောင်များပြီးအေးပတ်တဲ့ပုံစံမျိုးလည်းဖြစ်တတ်တယ်လို့မြင်ထားရပေါ့နော်အဲ့ဒီကနေမှဒီမျက်လုံးနဲ့နားနဲ့ဆက်ဆက်တဲ့လမ်းကြောင်းမှာရှိတဲ့အောင်ကျော်လေးတွေနည်းနည်းကယူဆိုင်ပေးဖို့လိုတယ်နော်နားကနေပြီးတော့ပေါ့နော်ခဏခဏလေထွက်နေရမျိုးဟောပေါ့နော်အဲ့လိုမျိုးပေါ့ အားနဲ့တလို့လို့ပါလို့လို့နဲ့ပေါ့နော်အောင်ကျော်နည်းနည်းလေးထိခတ်တတ်တဲ့ပုံစံမျိုးလေးတော့တွေ့ထားတယ်ဒီလာတဲ့မှာအဲ့တော့ကြက်မိုင်နဲ့ပတ်သက်ပြီးအားလေးတော့ခန်းစားရနိုင်ကြီးရှိပါတယ်ဒါဆိုရင် pine tree strawberry လေးကိုရေးထားတဲ့ pine tree လေးတွေပညာရေးကန်ချင်းနေ

ကြိုးစားရင်ကြိုးစားတလို့ဖြစ်ထုံးမယ်။ယူညိုင်းနဲ့ပတ်သက်ပြီးတစ်စင်းမီတစင်းတက်သွားဖို့ရှိတယ်။ဆိုလိုတာဂျပန်ဘာသာစကားလေ့လာသလိုပေါ့နော်။ M5 ဓမ္မရီယာ M4 M4 ဓမ္မရီယာ M3 ပေါ့စသဖြင့်အဲ့လိုမျိုးအောင်မြင်မှုကနောက်တစ်စင်းတက်သွားဖို့ရှိရဲဆိုတာမျိုးတွေ့ရတယ်။ကျိုးဆိုလို့ရှိရင်နိုင်ငံအခြားလူမျိုးချက်ပါတာချာနဲ့ပတ်သက်တဲ့ဘာသာစကားလေ့လာနေရဆိုလို့ရှိရင်ထုံးပါအောင်မြင်တတ်တယ်။ကြောင်းနှောင်းကြောင်းပြိုင်တက်နေတာတို့ဘာသာရပ်နှစ်ခုကို လေးလာနေတာတော့ပညာရေးနှစ်ခုကိုတခါတည်းလေးလာနေရတဲ့သူတွေဆိုလို့ရှင်လည်းအောင်မြင်တတ်တယ်နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်နော်ရှိလာမှရှိခဲ့တဲ့အောင်မြင်မှုကနောက်ထပ်တစ်ဆင့်တိုးသွားတယ်ဆိုတဲ့ပုံစံမျိုးလေးမြင်ရတယ်မကောင်းတာတော့စိတ်ခံစားချက်စိတ်ခံစားချက်ကတော့ဖိုင်ထူလေးတွေအနေနဲ့ oh sorry finally လေးတွေအနေနဲ့ ခန္ဓာချက်ပိုင်းဆိုင်ရာမှာတော့အရင်မကောင်းဘောနော်ခန္ဓာချက်ပိုင်းဆိုင်ရာမှာအရင်မကောင်းတဲ့အတွက်ဘာလုပ်တယ်လဲဆိုတော့ဥမာခုနကလိုပေါ့ဆောင်းမွက်ဖြေရမယ်လို့စားကြရမယ်လို့ဆိုအော်ဘယ်လိုပြောမလဲအခုလောလောဆယ်မှာပေါ့နော်ကိုကဒီနေ့မှာအာဒီ၅ပုတ်ပေါ့နော်၅ပုတ်ကိုကိုကပြီးအောင်ကြက်ချင်တယ်၅ပုတ်ကိုပြီးအောင်လေ့လာချင်တယ်ဒါမဲ့တကယ်လုံးဖြစ်တာ၅ပုတ်မဟုတ်ပဲ၄ပုတ်လောက်ပဲဖြစ်နေအဲ့လိုပုံစံမျိုးပေါ့ ဟိုတကယ်လုံနိုင်တဲ့အရေးချင်းထက်စိတ်ကြံသားကြမှာတကောင်းတဲ့အခါကျတော့တရားခိုင်တော့အပြည့်မဟုတ်ပဲ၈၀ရာခိုင်နှုန်းတော့ပဲအလုတ်ပြီးသွားတာမျိုးလေးတွေပညာရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုဘကအားဆိုင်ထုံးမှုမှာအဲ့လိုအလုတ်ပြီးသွားတာမျိုးလေးတွေခဏခဏကြုံရနေမြဲဒါလေးကိုတော့သတိထားပေးဖို့လိုတယ်ဘာလို့ဆိုပညာရေးကံလည်းကောင်းနေကိုမှလည်းကိုယ်တိုင်လည်းအရေးချင်းရှိတယ်ကံအမြင်မှရှိနေတဲ့အခါကျတော့စိတ်ခံစားချက်ပိုင်းဆိုင်ရာကိုစိတ်နဲ့လူနဲ့တစ်ထပ်တည်းဖြစ်အောင်အာ တတိထားပြီးတော့ထိမ့်ပေးဖို့တော့လိုတယ်ဆိုတာမျိုးတွေ့ရပါတယ်။ဒါဆိုရင် find the re ရဲ့လူငွေကံခြေနီအဲ့တော့ pandery လေးတွေရဲ့လူမှုရေးလူမှုရေးကံအခြေအနေကတော့အကောင့်ထဲမှာတော့ရှိတယ် ကောင်းတဲ့မှရှိတယ်ကိုတီပေါ့နော်ကိုရဲ့လူမှုပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတင်ဟာဒီနဲ့ပတ်သက်ပြီးတော့တို့တော်မှာကိုတက်နိုင်နေပေါ့နော်ဘာကနေပြီးတော့ကိုစမ်းညံစွမ်းရှိသလားဒီလာထဲမှာကုညီဖြစ်လိမ့်မယ်ဒါငွေကြေးအဖြစ်လည်းဖြစ်နိုင်တယ်ခွန်အားဖြစ်လည်းဖြစ်နိုင်တယ်ပေါ့နော်စိတ်ခွန်အားလူခွန်အားငွေခွန်အားဘာနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အကူညီကိုအကူညီလိုနေတယ်ဆိုရင်ကိုကသူတို့ကိုကုညီဖြစ်လိမ့်မယ်ဆိုရဲလာမျိုးလည်းဖြစ်တယ်နောက်ပေါင်းသင်းနေနဲ့ပတ်သက်ပြီးတော့အတူတူပေါ့နော် ကခยีနေဝေးသွားတဲ့ကိစ္စမျိုးလေးတွေရှိတတ်တယ်ခยีသွားတတ်တယ်ဆိုတာမျိုးလေးတွေတွေ့ရတယ်အာပေါင်းသင်းနေရေပေါ့နော်သူတို့ရဲ့ဟိုဇာတိမျိုးတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေကိုအာတွားပြီးတော့လိုက်လေဖြစ်တာမျိုးလိုပါလို့ပေါ့နော်ဒီလာထဲမှာလှုပ်ဖြစ်လိမ့်မယ်ဒီကတော့အပေါင်းသင်းနေနဲ့အတူတူရှိပြီးတော့အပေါင်းသင်းနေနဲ့ပေါ့နော်အတူတူထိတ်ဖြစ်တဲ့ဖြစ်တဲ့အတွက်အပေါင်းသင်းနေရေပေါ့နော်ဇာတိမျိုးတွေကိုနေရာတွေကိုတွားလဲလို့ရှိရင်လည်းလိုက်ဖြစ်တဲ့ဆွဲပုံစံမျိုးလေးတွေ့ချပါတယ် ဂျမိုင်ကန်ချီနီအန်ဒရီလေးတွေဂျမိုင်ကန်ချီနီအာဖိုင်နရီလူတွေရဲ့ဂျမိုင်ကန်အခြေအနေကတော့ကောင်းပါတယ်နော်ဂျမိုင်ကန်အခြေအနေအရင်ကြီးအညာမရှိပါဘူးဒါမှဖိုင်နရီတွေအနေနဲ့ဗာရီမြားစိတ်ညစ်စရာရှိလဲပေါ့နော် စိတ်ထောင်းလို့ကိုကြည်စေကိုကြည်တဲ့ဆက်ပုံဆိုင်ပြီးတော့မဖြစ်စေချင်ဘူးဘာလို့လဲဆိုတော့ဒီမှာကျမကြီးကလူခန္ဓာကိုကျမကြီးကတော့ဒေါန်တော်မြင်နေတတ်တယ်ဆိုတာမျိုးတွေ့ရပြီးတော့ဗောနော်ဟောဟာအာစိတ်ကျမကြီးတိတ်မကောင်းဆိုတာမျိုးတွေ့ရတယ်နော်ဒါကြောင့်မလို့နှလုံးအားနေတာတို့ဘာလို့တော့ဖြစ်တတ်တယ်အော်ခုနကတော့ကျမရဲဆိုပြီးတော့ဘယ်လိုနှလုံးအားလဲရလဲဘလို့အဲ့လိုအဲ့ယောဂဘလို့ပါလာလဲဆိုတော့ဟိုလိုယောဂကြီးတော့မဟုတ်ဘူးနော်ယောဂအကြီးကြီးတော့မဟုတ်ဘူး လူကောင်းမဲ့ကွာလူကောင်းမဲ့လူကောင်းကနေမှဟိုဘောနော်အဲ့လိုမျိုးစိတ်စိတ်စိတ်ဆိုတာကဘာနဲ့ပါဟိုသွားပြီးတော့ effective ဖြစ်လဲဆိုတော့ effect ဖြစ်တယ်လဲဆိုတော့လေဟိုပါပေါ့နှလုံးကိုသွားပြီး effect ဖြစ်တယ် effect ဆိုတာ EFF ECD နဲ့ effect တာမဟုတ်ဘောနော် EFF ECD နဲ့ effect တာထိကြိုက်တာပေါ့ဟော EFF ECD effect ကြာကောင်းတဲ့အကျိုးသက်ရောက်ကိုပြောတာနော် EFF ECD effect နဲ့ effect တာအဲ့တော့စိတ်ခံစားချက်က emotions ကို ီလာတက်မှာပေါ့နော်မလိုဝဖက်နဲ့အများကြီးစိတ်ဒုက္ခမခံပါနဲ့နော်မလိုဝဖက်နဲ့အများကြီးစိတ်ဒုက္ခမခံနဲ့အတဏ္ဍဆုံးပျော်ရွှင်အောင်နေပါပျော်ရွှင်မှုသည်စေစံတလာဖြစ်ပါလိမ့်မယ်အဲ့လိုမှမဟုတ်လို့ရှိရင်နေရတာပေါ့နော်ကျမရဲ့ကံကကောင်းရတာနဲ့ကိုယ့်ရဲ့စိတ်ခန္ဓာချက်ကိုမထိန်ချုပ်နိုင်မှုကြောင့်နှလုံးမှာနည်းနည်းလေးသွားပြီးတော့ effect ဖြစ်တတ်တယ်။ effect ဖြစ်တဲ့အခါကျတော့ နှလုံးယောဂတည်မဟုတ်ပင်မယ်လို့လူကောင်းကနေမှနှလုံးလေးတည်အားနေတယ်လို့လို့ပါလို့လို့နဲ့ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တတ်တယ်နော်အဲ့တော့လူမားတော့နှလုံးကအရေးကြီးဆုံးဖြစ်တဲ့အတွက်နှလုံးသားလေးကြမ်းမအောင်နေပါနှလုံးသားလေးကိုထိခိုက်မခံပါနဲ့နော်အဲ့တော့လာဝဲကြီးမာတဲ့ပြဿနာတွေဒုက္ခတွေစိတ်ခံစားချက်တွေရှိရှိအယုံလွဲလွဲပြီးတော့ ပြည့်ရှည်အောင်နေပါနှလုံးသားလေးကိုထိခိုက်မိခံပါနဲ့เนาะအဲ့တော့ finally လေးတွေရဲ့ကြမ်းမာရေးကတော့ဒီလောက်ပါပဲဒါဆိုရင်ဖိုင်သုံးလွယ်အဖြစ်ကိုဖတ်ပေးပြသွားပါပြီအလုံးမစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ next reading နေ့မှာပြန်လည်ဆုံလို့ကြမယ်နော်